အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ weekly channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ကျွန်တော်ဒီကနေ့ဖတ်ပြပေးမှာကတော့ကာတွန်းဆရာကြီးဆရာကြီးဆရာဆွေမင်းဒနုဗျူရေးသားထားတဲ့မြန်ရာစာတွတ်ပြီးကျွန်တော်တို့ယောဂီအိမ်မက်ဆိုတဲ့ဇလန်တူလေးကိုဖတ်ပြပေးသွားမှာပဲဖြစ်ပါတယ်တနေ့တနိုင်ကျွန်တော်ဒေါ်ရဲနိုင်အမဲလိုက်ရင်ပြန်လာခဲ့ကြရာရွာထိပ်ရောက်တည်နေလက်ကြံမိုးကဖြိုးဖြိုးဖြောက်ဖြောက်ရွာချလီတော်ပြီဟိုက်မိုးကလည်းနှုတ်ဆက်လို့ကိုမပြီးတော့ဘူး ကျွန်ုပ်လည်းရွာတိတ်ညောင်မကြီးအောက်သို့အပြေးဝင်ခဲ့ကြတော်ယူလက်ထဲ၌ပါလာသောရုံနှကောင်ကိုပြစ်ချပြီးခဏအမောဖြေနေတပင်ကြီးရဲ့တဖက်တို့ကြည်လိုက်တော့ယောဂီဝတ်စုံနဲ့အသက်40ခန့်လူတယောက်ထိုင်၍တရားမှတ်နေသည်ကိုတွေ့လိုက်ရတော်သည်ရွာမှတကားမှလည်းမမြင်ဘူးခရီးသွားယောဂီထင်ပါရဲ့ကျွန်ုပ်လည်းမျက်လွာချောင်းရည်တရားမှတ်နေသောယောဂီကိုကြည့်၍ကျွန်ုပ်၏လက်ရှိဘဝကိုပြန်တွေးမိပြီးမိမိကိုယ်ကိုရှက်လာတော်၏အဲ မာနဲ့ယောဂီဆိုအသက်ကမတိမ်မြေသူကတော့တရားလုံးမှာမွေ့လျော်ပြီးငါကတော့အာဟုသူသူများအသက်ကိုတတ်တဲ့အလုံးမှာမွေ့လျော်နေပါလားကျွန်ုပ်မှာထိုပုဂ္ဂိုလ်ကိုကြည့်ပြီးမိမိမုတ်ဆိုးလုတ်ကို ဆက်ဆုပ်လာခြင်းထိုအလုံးမှာမလုတ်ရင်မိမိဘာလုပ်စားမည်နည်းတော့ခိုက်ထိုပုဂ္ဂိုလ်ကမျက်လုံးပွင့်လာပြီးကျွန်ုပ်ကိုလှမ်း၍ကြည့်လိုက်ပြီးတစ်ချက်ပြုံးလိုက်၍မုတ်ဆိုးကြီးစိတ်ထဲမှာကိုယ်အလုတ်ကိုကိုယ်စိတ်ပြက်နေပြီလား ကျွန်ုပ်မှာထိုပုဂ္ဂိုလ်ဤစကားကြောင့်အံ့အားတင်သွားကြတော်၏ဟမ်ကျွန်ုပ်ရဲ့အသွင်းစိတ်ကို သူသိပါရောလားဟိုင်းထိုပုဂ္ဂိုလ်က မျက်လုံးပွင့်လာပြီးကျွန်ုပ်ကိုလှမ်း၍ကြည့်လိုက်ပြီးတစ်ချက်ပြုံးလိုက်၍မုံဆိုးကြီးစိတ်ထဲမှာကိုယ့်အလုပ်ကိုစိတ်ပြတ်နေပြီလားကျွန်ုပ်မှာထိုပုဂ္ဂိုလ်ဤစကားကြောင့်အံ့အားတင်သွားကြတော်သည်ဟမ်ကျွန်ုပ်ရဲ့အသွင်းစိတ်ကို သူသိပါရောလားဟိုးဟိုးယောဂီလိုပုဂ္ဂိုလ်ကိုကြည့်ပြီးအမှန်တကယ်စိတ်ပြတ်တာတော့မှန်ပါတယ် စိတ်မပြတ်ပါနဲ့ဘို့အလုတ်ကိုလုတ်ပါလေဒါမှလည်းလောကကြီးဟာသူ့လမ်းသူသွားကြမှာပေါ့မဟုတ်ဆိုးလုတ်တိုင်းလဲငရဲမကြပါဘူးယောဂီတို့တရားလုတ်တဲ့တူတိုင်းလဲနိဗ္ဗာန်မရပါဘူးလေထို့သောပြောပြီးမျက်လွာကိုပြန်ချတော်လေကျွန်ုပ်လည်းဆက်ဆုစွာဖြင့်ယောဂီဘေကလာတယ်လေဘယ်ကိုသွားမလို့လဲကျွန်ုပ်ဘယ်ကလာမှန်းလဲမသိဘူးဘယ်ကိုသွားနေမှန်းလဲမသိဘူးကျုပ်တရားရှာနေတာတရားတွေ့ရဲ့နေ့ဟာ ကျွန်ုပ်ခရီးလမ်းဆုံးနေနေပဲဒါတော့မဟုတ်နိုင်ဒါဆိုစားဖို့နေဖို့ရောဒါလည်းမပူပါဘူးမြေကြီးရှိရင်အိတ်လို့ရတယ်တစ်ပင်တည့်ရတွေရှိရင်စားလို့ရတယ်ကျွန်ုပ်မှအလိုလိုနေရင်ကြီးညိုတရာစိတ်တွေဝင်လာရင်ဒါဆိုဒီလိုလုပ်ပါလားဒီနေရာမှာနေတော့ကျွန်ုပ်စွန်းတကာခံပါမယ်နောက်နေကြရင် နေဖို့ထိုင်ဖို့လေးလဲလုပ်ပေးပါမယ်မိုးကမကုံသေးတော့ မိုးနယ်လေးနဲ့ဒီမာနေလို့မဖြစ်ပါဘူး။ရပါတယ်ဗျာ။ကျုပ်ကနေနေကြပါ။မြည်တော့ပင်ဆိုစေကျွန်ုပ်ဤတရားစိတ်ကယိုဖိတ်လာပြီးမို့ထိုယောဂီကို အသင်အိမ်တို့ခေါ်လာကြည်။ကျွန်ုပ်လည်းမသေးမြင်ကိုအကျိုးအကြောင်းပြောပြီးဖျားဆင်အောင်၌နေရာပေးကြည်။ထိုယောဂီကဥပုပ်တသက်လုံးဆောက်သည့်ဖြင့်ညစာကိုမစားကြည်။ကျွန်ုပ်ကရင်းနှင်းချက်နှင့်ထန်လျက်ကိုကျူးရကြည်။နနက်မိုးလင်းတော့ထိုယောဂီက ။မယားစဉ်ရှိ၌တရားထိုင်နေလေသည်။ကျွန်ုပ်နှင့်မသေးမြင်လဲနနက်စာချက်ပြုတ်ပြင်ဆင်ရကြည်။တရားထိုင်ပြီးသောထိုယောဂီကကျွန်ုပ်တို့ပြင်ဆင်ထားသော နနက်စာကိုငြိမ်ရှက်စွာစား၏။ကျုပ်တို့ပင်မနေရောဘော။မပင်မပါဘူးရှင့်။ဒါယောဂီအတွက်ပါရမီဖြည့်တာပါ။နနက်စာစားပြီးသောအခါထိုယောဂီမှတရားထိုင်ပြန်ကြည်။ကျွန်ုပ်ကသူ့ရဲ့အေးချမ်းမှုကိုသဘောကျကြည်တော်၏။ ျွန်ုပ်လိုနနက်မိုးလင်းသည်နှင့်တပ်ဖို့ဖြတ်ဖို့ပြင်ဆင်ရသည်မှာ နေဆဒူဝအလုံးမဟုတ်ပါလားဒိုယောဂီနှင့်စကားပြောဆိုပြီးတရားထိုင်နေအခြေခံနှင့်ပရိစိတ်နီနှင့်တရားတဘောကို ပြောပြခြင်းကျွန်ုပ်အေးချမ်းပါပြီတုံရကြပြီးတော့အခါနနက်စောစောထိုယောဂီကသူ့အဝတ်လေးများကိုတိမ်ပြီးကဲမိတ်ဆွေကြီးကျွန်ုပ်နေတာတုံရရှိပြီခုလိုစောင်းရှောက်တဲ့အတွက်ဂျေစုတင်ပါတယ်ကျုပ်တော့ရအောင်မယ် ျုံမှာတား၍ပေမရကြေကျုံမှာတဲ့အတိုင်းစိတ်ချမ်းသာလုပ်ပြီးတော့ကျွန်ုပ်လည်းယောဂီကြီးထွက်သားသည်နှင့်ဈေးသို့ပြေးကယောဂီဝိဆုံနှဆုံဝဲ၍ဝစ်လိုက်သည်ထို့နောက်နနမိုးလင်းသည်နှင့်ရှာဦးစီတီတို့တွားကယောဂီကြီးတင်ပေးသည့်အတိုင်းတရားထိုင်၏ပရိစိတ်အေးချမ်းလှပြီစွာတပတ်ကန်ထိုလောက်ကိုမိုးလင်းမိုးချုပ်လုပ်ပြီးသောအခါစိတ်တည်ငြိမ်အေးချမ်းလာလိမ့်မည် တသက်လုံးဖုံးကြီးဝှက်လိုက်ရင်ကောင်းမယ်။ဒေါ်ကြံပေါ်လာ၍မသေးမြင်ကိုဖွင့်ဟတိုင်နေကြတော့၏။ဘာပြောတယ်။ရှင်ကဘာပြောလိုက်တယ်။ငါငါလှုပ်ချင်တာပြောတာ။ဒီလိုကိုလှုပ်ရုံပြီးတကူကောင်းဆန်လို့ရမလားရှင်။ရှင်မမရနဲ့ဆိုတာတတိထား။ရှင်ကတကူကောင်းဆန်ပြီးအေးအေးချမ်းချမ်းနေမယ်။ကျုပ်တယောက်တည်းခွေးလိုနွားလိုရှာပြီး ပြစ်ထားမယ်ပေါ့။ရှင်မတရားဘူး။ တားကျွေးမှုမရားကျွေးမှုဆိုတာရှိတယ်နားလည်လားမနှက်ပြန်ကစပြီးဒီယောဂီဝိဆုံကိုချုပ်တော်တဲ့ဝင် အမဲပြက်ဒါပဲမသိညင်တစ်ချက်လို့အမိကြောင်ကျွန်ုပ်မှာယောဂီဝိဆုံကိုခောက်သေးလက်ဆွဲတော်နှလုံးပြူးကို လွယ်၍တော်တဲ့သို့ဝင်ခဲ့ရကြတော်သည်ဘဝတန်တရားမနီနာရှီလျာတတော်တဲ့တွားကြတာ